မင်္ဂလာပါ History of War and City Channel အပြင်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ Alexander the Great အကြောင်းပြောမှာဖြစ်ပါတယ်သူက BC 344ခုနှစ်လောက်မှာစပြီးတော့ Persian Empire ကိုကျူးကျော်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲက10နှစ်ကြာကြာခဲ့ပြီးတော့သူ့ကို Alexander the Akha ဆိုပြီးတော့ Persian ဘက်ကခေါ်ပေမဲ့ Alexander the Great ဆိုပြီးတော့ Greek ဘက်ကခေါ်ကြပါတယ်ဆိုတော့ Alexander the Great ဆိုရင် history ထဲမှာအရွယ်တကူရှာလို့ရပါတယ် ဆိုတော့ဒီမှာခုနှစ်တက်ကြွေအကြောင်းလေးနည်းနည်းအရင်ကြိုပြောချင်ပါတယ်။ဆိုတော့ BC ကဟိုပြောင်းပြန်သွားတာပါ။သူကအဲဒီခုနှစ်ကထားပါတော့ကျွန်တော်တို့350ကနေပြီးတော့နောက်ပြန်ပြီးပြီးတော့ before chris အနေနဲ့0မှာဆုံးပါတယ်။ပြီးရင်ကျွန်တော်တို့ဒီ AD ဘက်ကိုပြန်ရောက်လာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမှာခုနှစ်တွေပြောတဲ့အခါမှာပထမအစောပိုင်းဖြစ်တဲ့ခုနှစ်ကဏ္ဍကြီးက BC 344အနေစပြီးတော့တိုက်ပွဲကစတယ်။ပြီးတော့တဖြည်းဖြည်းနဲ့အဲတိုက်ပွဲပြီးဆုံးတဲ့အချိန်မှာ BC 323ခုနှစ်လောက်မှာ ီအလက်ဇန္ဒားဆုံးသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနောက်ပြန်နေတော့ဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အလက်ဇန္ဒားကပါရှန်အင်ပါယာကိုမတိုက်ခိုက်ခင်မှာပါရှန်အင်ပါယာကနေပြီးတော့ဂရိကိုအရင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အချိန်ပတ်ဝန်းကျင်အားလုံးဖြင့်900 BC ခုနှစ်လောက်မှာဂရိကဒီအနုပညာတွေ philosophy တွေအဲစစ်တပ်နဲ့ဆိုင်တဲ့အတတ်ပညာတွေမှာထွန်းကားခဲ့ပါတယ်အဓိကမျိုးနှမျိုးဖြစ်တဲ့အေသန်နဲ့စပါတန်မျိုးတွေကနာမည်ကြီးတဲ့မျိုးတွေဖြစ်ပါတယ် အဲ့ဒီအချိန်မှာပါရှန်က480 PC လောက်မှာပါရှန်စက်တက်ကစပြီးတော့ Greek ကိုကျူကျော်တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရုပ်ရှင်ထဲမှာလည်းကြည့်ခဲ့ပဲခဏခဏလည်းကြားခဲ့ဘူးတဲ့300 Spartan ဒီ Spartan တွေက Ethernet ပေါင်းပြီးတော့ခုခံတိုက်ခိုက်ခဲ့တယ်။အဲ့မှာဒီ300က Thermopylae ဆိုတဲ့နေရာချင်းချင်းလေးမှာ Persian စစ်တပ်ကို3ရက်ကြာခုခံတိုက်ခတ်ပေးနိုင်ခဲ့တာပေါ့။ ဒါပေမဲ့လည်းနောက်ဆုံးမှာတို့ဝိုင်းပက်ပြီးတော့ပိတ်ဆို့ခံရပြီးတော့အချိန်မုန်းခံလိုက်ရတယ်ပေါ့အဲအဲ့ဒါပြီးသွားတဲ့အချိန်မှာဒီ Persian Navy ကနေပြီးတော့အာဒီ Greek ရဲ့ကမ်းခြေမြို့တွေကိုတိုက်ခိုက်တယ်အဲ့တိုက်ခိုက်တဲ့အချိန်မှာ Greek ဘက်ကနေပြီးတော့လည်းပြန်တံပြန်တုံ့ပြန်နိုင်ခဲ့တယ်အဲဒါပေမဲ့အဲ့မှာတို့ကဒီ Greek ရဲ့ temple တွေကိုမီးရှို့ဖျက်ဆီးခဲ့ရတယ်ပေါ့နော်ဆိုတော့အာနောက်ဆုံးဒီ Persian နေနဲ့ Greek တွေနဲ့မှာ Platia ဆိုတဲ့ အဲတိုက်ပွဲတစ်ခုမှာ greed တွေကအကြီးကျယ်နိုင်တဲ့အတွက်ကြောင့်မလို့ပါရှန်တွေကိုအဲအပီးတိုင်တိုက်ထုတ်နိုင်ခဲ့တယ်။အဲဒီကနေစပြီးတော့နှစ်ပေါင်း90ကျော်လောက်မှထီကဘာမှ greed မှာပြဿနာမရှိခဲ့ပဲနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေများခဲ့တယ်။အဲဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့အီသန်အသီနာနဲ့စပါတန်သူတို့ကြားထဲမှာ conflict တွေဖြစ်လာတယ်။အဲနှစ်ပေါင်း100ကျော်ကြာတယ်ဒီ conflict တွေကအချင်းချင်းမတည့်ကြဘူးပေါ့နော်ဒါပေမဲ့တိုးတက်တာကတော့တိုးတက်နေတယ် အဲ့နောက်ပိုင်းမှာမက်ဆီဒိုနီးယားလို့ခေါ်တဲ့အမောင်တိန်ကင်တန်တခုကအရေးပါတဲ့နေရာတခုဖြစ်လာတယ်အဲ့မှာရှိတဲ့ကင်ဖီလစ်2ပေါ့နော်သူကအလက်ဇန္ဒားသက်ဂရိတ်ရဲ့အဖေဒီကင်ဖီလစ်2ကအရန်ကောင်းတဲ့စစ်တပ်ကိုဖွဲ့စည်းနိုင်ခဲ့တယ်အဲသူရဲ့ famous most famous reform လို့ခေါ်ရမယ်ဒီပြုပြင်ပြောင်းလဲပြီးတော့အာနာမည်ကြီးတဲ့စစ်တပ်က Sarisa လို့ခေါ်တဲ့18ပေလောက်ရှိတဲ့လှမ်းအရှိကြီးတွေကိုကိုင်းပြီးတော့ကြစ်ကြစ်လစ်လစ်စုဖွဲ့ထားတဲ့စစ်တပ်ပေါ့နော်အာခြေလင်စစ်တပ်ပဲဒါပေမဲ့အာတော်တော်ကြစ်လစ်တယ် စပီယာစေကိုနေရာတိုင်းမှာပွိုက်နေတိုင်းမှာစပီယာစေရှိတဲ့ပုံစံမျိုးဖန်တီးထားနိုင်တယ်လို့ကြောင်းမလို့တိုက်ခိုက်ရေးမှာအရန်ကောင်းတဲ့တက်တက်လို့ပြောလို့ရတယ်ပေါ့နော်သူ့ကို Macedonian Phalanx တက်လို့ခေါ်တယ်ပေါ့အဲပြီးတော့ဒီ King Philip က Greek မှာရှိတဲ့မျိုးတွေတကွဲတပြားဖြစ်နေတဲ့မျိုးတွေကိုကြစ်ကြစ်လစ်လစ်ဖြစ်အောင်သူကစူးစီးတယ်စူးစီးခဲ့တယ်စူးစီးခဲ့တယ်ဆိုတာတက်ခဲ့တော့တိုက်ခိုက်သိမ့်ပိုက်တာပဲပေါ့နော်ဆိုတော့တိုက်ခတ်သိမ့်ပိုက်ပြီးတော့အဲသူ့ရဲ့လက်အောက်မှာဒီ Greek တက်မတော်ကိုဖွဲ့စည်းနိုင်ခဲ့တယ်။သူကဒီတက်မတော်ရဲ့စစ်သေးတာမလီအနေနဲ့သူ့ကိုသူ announce လုပ်ခဲ့တယ်။ပြီးတော့ဒီပါရှန်းကို တိုက်ခိုက်ဖို့အတွက်အဂျန်စီတွေက King Philip II ကနေပြီးတော့စခဲ့တာဖြစ်တယ်။သူက Greek ရဲ့ city တွေကိုစုစည်းပြီးတော့ပါရှန်းကိုတိုက်ဖို့ကြံနေတုန်းမှာပဲသူ့ရဲ့ကိုရန်တော်ကသူ့ကိုလှုပ်ကြံခဲ့တယ်။အဲလှုပ်ကြံခဲ့မှုကနေပြီးတော့ Alexander ကအာကင်ဖီလက်2ရဲ့အမွေကိုဆက်ခံခဲ့တယ်ပေါ့ဆက်ခံခဲ့ပြီးတော့သူကဒီပါရှန်ကို ိုက်ခိုက်မဲ့အကြံစီကိုဆက်လက်အကောင့်ထဲပို့ခဲ့တယ်။အဲ့ဒီအချိန်မှာအလက်ဇန္ဒားရဲ့အသက်က20ပဲရှိသေးတယ်။ဒါပေမဲ့သူကစစ်ရေးနဲ့တိုက်ခိုက်ရေးမှာတော်တော်ကျန်းကျင်တဲ့လူဖြစ်နေပြီ။ပြီးတော့သူ့ရဲ့ဆရာကအာဖီလိုဆိုဖာအရစ်တိုတယ်ဆိုတော့သူကအတွေးခဝိုင်းမှာလည်းအထက်မြတ်တယ်လို့ပြောလို့ရတယ်။ဆိုတော့သူကပါရှန်ကိုစာပြီးမတိုက်ခင်မှာတချို့ကြံနေသေးတဲ့မြို့တွေကိုတင်ခဲ့တယ်။အဲ့ထက်ကမှတယ်လီစာဖီလာ အာစကန်ဒရဂရိတို့ပါတယ်ပေါ့နော်အဲ့ဒီမှာမှာဆက်လက်စာအာကက်ဗလရီဆာရဆာမြင်းတက်ကသူ့ရဲ့နောက်ပိုင်းမှာအကူရတဲ့တက်တက်အနေနဲ့ဖြစ်လာခဲ့ဆိုတော့ဒီနေရာမှာအလက်ဇန္ဒားရဲ့အဓိကတပ်ဖွဲ့တွေအကြောင်းနည်းနည်းလေးရှင်းပြခြင်းတယ်ဆိုတော့သူ့ရဲ့အဓိကပင်မအဖွဲ့စည်းရာကြတော့အကူအဆောင် main debt ပေါ့နော်ဆိုတော့အဲ့ဒါကတော့ Macedonian Phalanx သူက Alexander ရဲ့အဓိကအထိုင်တက်လို့ပြောလို့ရတယ်သူ့အဖေ Philip က Philip II ကဖွဲ့စည်းခဲ့တဲ့တပ်ဖြစ်တယ်သူတပ်သားတွေကို Phalanges လို့လည်းခေါ်လို့ရခေါ်ကြတယ်ပေါ့သူတို့မှာ Sarissa လို့ခေါ်တဲ့ Spear အရှိကြီးရှိတယ်အဲ့ Spear တွေက16ပေလောက်တောင်ရှိတယ်ဆိုတော့အဲ့ဒါတွေနဲ့သူက dying အသေးတွေကို guide တယ်ပေါ့ဒိုင်းသေးတွေကတော့ဒီ away က range attack တွေဖြစ်တဲ့အဲ land တို့မြားတို့နဲ့ပြစ်ခတ်တက်ခိုက်တာကိုကာကွယ်ဖို့ပေါ့နော်ဒီ spears တွေကတော့ attacking အတွက်သုံးတာဆိုတော့သူတို့ကအရင် strong ဖြစ်တယ်ဒီ shape forward movement တွေဒီဟိုသူများတွေကိုတိုက်ခိုက်ဖို့အတွက်ဒီအမြင့်တက်ကိုတံပြန်ဖို့အတွက်ဒီမှာအရင်သုံးဝင်လဲဒါပေမဲ့အားနည်းချက်ကသူတို့ကရွှေရှားဖို့နဲ့လေးလံလဲပေါ့ဘာလို့ဆိုတော့သူတို့ခြင်ထားတဲ့လံကြီးကအရှည်ကြီးအကြီးဆိုတော့ဆိုတော့ပြီးတော့သူတို့ကလှဲ့ဖို့ပြို့ဖို့လဲခက်တယ် အဲ့တော့ကြောင့်မလို့သူတို့ကိုဘေးဘက်ကနေတိုက်ခိုင်းရလွယ်တယ်။ဆိုတော့အဲသူတို့ကာဘာဘေးဘုတ်အတွက်ဘေးမှာတပ်ဖွဲ့တစ်ခုထက်ရှိတယ်။အဲတပ်ဖွဲ့တွေကို hop light လို့ခေါ်တယ်။သူတို့က grease စတာတွေပဲခြေချင်တက်ပဲဒါပေမဲ့သူတို့ကနည်းနည်းပုံမှန် speed ရတွေကိုကိုင်တယ်။အာပို့ပြီးတော့ကြီးတဲ့ dining ရှိတယ်။သူတို့က movement လှုပ်ရှားတာပို့လွယ်တာပေါ့။အဖွဲလိုက်ဖြစ်စေတူးချင်းဖြစ်စေလှုပ်ရှားတာပို့လွယ်တယ်။ဒါကြောင့်မလို့သူတို့ကဘေးဘက်ကနေပြီးတော့ Macedonian Phalanx တပ်ဖွဲ့ကိုကာကွယ်ပေးထားတယ်။ပြီးတော့အဲ့တပ်ဖွဲ့က ဒီ6ဝက်တစားတွေအပြည့်စုံပါတယ်။နည်းနည်းပိုကြီးတဲ့ရှီတွေခြင်ထားတယ်။ဒါပေမဲ့ spear စီကတော့ပုံမှန် spear စီပဲ။ဆိုတော့သူတို့ကကြတော့ heavily armor ဖြစ်တဲ့အတွက်ကြောင့်မလို့အာတော်တော်ကြံ့ကြံ့ခံနိုင်တယ်။ဘေးဘက်ကနေတိုက်ခိုက်လာတဲ့တိုက်ခိုက်မှုမျိုးစုံကြံ့ကြံ့ခံနိုင်တယ်။တိကျလည်းတိုက်ခိုက်နိုင်တယ်။ဒါပေမဲ့အားနည်းချက်ကသူတို့လည်းလှုပ်ရှားမှုကအတော်အသင့်တော့နှေးတယ်။ Macedonian Phalanx အဖွဲ့ကြီးတို့မျိုးအရန်နေတာမျိုးမဟုတ်ပေမဲ့ချက်ဝင်တစားတွေအပြည့်စုံစင်တာတွေတော့ကြောင့်မလို့နည်းနည်းတော့နှေးတယ်။ ပြီးရင်အာမြေညီမှာမဟုတ်ရင်တို့ရဲ့တက်ခိုင်းမှုတွေကလည်းအကန့်အသတ်ရှိနိုင်လဲပေါ့အာနောက်ပြီးတော့အလက်ဇန်ဒားကိုယ်တိုင်ဦးဆောင်တဲ့ cavalry တက်ပေါ့မြင်တက်ပေါ့ Macedonia မြင်တက်ဆိုတော့သူကအလက်ဇန်ဒားရဲ့အဓိကမြင်တက်သူကိုယ်တိုင်ဦးဆောင်ပြီးတိုက်တယ်အာကျွန်တော်တို့တရုတ်ဒဏ္ဍာရီကားထဲမှာပါတဲ့ဟိုဓားရှိကြီးတွေပေါ့နော်အဲ့ဒါတွေရဲ့အဲ့ဒါတွေကိုကင်ပြီးတော့တိုက်တယ်ပေါ့နော်အာဆိုတော့သူတို့ကစစ်တိုက်တဲ့အခါမှာအများဥုံပုံစံနဲ့တစ်ဖက် တပ်ဖွဲ့ကိုထိုးစစ်ဆင်တယ်ပေါ့တပတ်ရဲ့ formation ပြတ်သွားအောင်လုပ်တဲ့အဓိကအချက်ပေါ့နော်ပြီးတော့သူတို့ကအရန်မြန်တယ်မြင်းတက်ဖြစ်တော့ကြောင့်မြန်လည်းမြန်တယ်ပြီးတော့ Alexander ကိုယ်တိုင်ဥဆောင်တဲ့အတွက် decision making ကလည်းမြန်တယ်အာပြီးတော့တိုက်ခိုက်ဆွဲရင်လည်းမြင်တယ်ပေါ့နော်ဆိုတော့သူတို့ကဂျန်သူရဲ့ formation ကိုဖြတ်ဖို့အတွက်အဓိကတုံးတဲ့တပ်ဖွဲ့ဖြစ်တယ်အားနည်းချက်ကတော့ဒီသူတို့ပုံမှန်လှုပ်ရှားမှုမရှိသေးတဲ့အချိန်မှာသူတို့အဝေးပြက်လက်နက်တွေနဲ့တိုက်ခိုက်ရင်တော့အထိခိုက်များနိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့သူတို့ရဲ့အားနည်းချက်ဖြစ်နိုင်တယ် နောက်ဆုံးအဖွဲ့အကြတော့ skimisher လို့ခေါ်တဲ့အဝေးပြက်လက်နက်တွေကိုင်းတဲ့အဖွဲ့ပေါ့နော်သူတို့ကလည်းခြေရင်စသားတွေပဲအဲသူတို့ကဒီညားတွေပါတယ်အဲ javelin လို့ခေါ်တဲ့လမ်းရှည်လေးပါတယ်အဲအရင်နဲ့ပြစ်လို့ပြစ်တယ်ပြီးတော့ slinger လို့ခေါ်တဲ့ကြောက်ခဲတွေကိုဟိုကျွန်တော်တို့လောက်လွဲလို့မျိုးပြစ်တဲ့သဘောမျိုးနဲ့တွေ့တယ်ဆိုတော့အဲ့အဖွဲ့တွေအဲအဲ့ဓာတွေပါတယ်ပေါ့နော်ဆိုတော့အဲ့ဓာတွေကင်ထားတဲ့အဝေးပြက်လက်နက်တွေကင်ထားတဲ့တပ်ဖွဲ့ပေါ့နော်ဆိုတော့သူတို့ကရန်သူကိုအဝေးရနေပြီးတော့နောက်ရှက်ဖို့အဲရန်သူရဲ့ formation တွေကို weekend ဖြစ်စေဖို့အတွက်ကိုသုံးတယ်သူက long range attack ဒါပေမဲ့ရန်သူတွေကသူတို့အနီးကပ်တိုက်ရရင်တော့သူတို့က vulnerable ဖြစ်တယ်ထိခိုက်လာတယ်ပေါ့ဆိုတော့ alexandra ကပါရှန်ကိုထိုးပေါက်ခင်မှာဒေတာတွင်စူးစီးမှုကိုရအောင်ယူတယ်ယူပြီးတော့သူခုနကအစုဖွဲ့ခဲ့တဲ့သူ့ရဲ့ macedonia အဓိကတပ်ဖွဲ့တွေရဲ့ greek နိုင်ငံလုံးမှာရှိတဲ့အဲအင်အားကောင်းတဲ့တပ်ဖွဲ့တွေကိုစူးစီးပြီးတော့သူပါရှန်ကိုစပြီးတိုက်တယ်ပေါ့နော်ဆိုတော့အဲပထမဆုံးတိုက်ပွဲက battle of river chronicles Granicas နားမှာတိုက်တဲ့တိုက်ပွဲပေါ့ဆိုတော့အဲ့ဒါကဒီ Asia Minor လို့ခေါ်တဲ့တူရကီဘိုင်းတူရကီပတ်ဝန်းကျင်ကိုစပြီးတော့ထိုးပေါက်တာပေါ့ Alexander အဲ့ကိုထိုးပေါက်တဲ့ချိန်မှာအင်အား၄000လောက်ပါသွားတယ်သူ့ရဲ့အဓိက main debt ဖြစ်တဲ့ Macedonian Phalanx debt ကို Macedonian General ဖြစ်တဲ့ Parmenian General Parmenian ဦးဆောင်တယ်တစ်ဖက်မှာလည်း Persian နိုင်ငံကဒီ General တယောက်ကသူက Alexander တက်ချီတက်လာပြီဆိုတာသိတဲ့ချိန်မှာ River Granicas ရဲ့ တစ်ဖက်ချမ်းမှာစစ်ပြင်းထားတယ်။ဆိုတော့ပါရှန်ကလည်းအဲ့အချိန်မှာနိုင်ငံအကြီး Empire အကြီးတစ်ခုအနေနဲ့ရှိနေပေမဲ့သူတို့ကပြည်နယ်တွေအရန်ကြီးရတော့ကြောင့်မလို့ပြည်နယ်တွေခွဲပြီးအုပ်ချုပ်တယ်။ဆိုတော့ပြည်နယ်ပြည်နယ်တိုင်းမှာအုပ်ချုပ်တဲ့ Governor တယောက်စီရှိတယ်။ဆိုတော့ဒီမှာ General တယောက်ကအကြံပေးတယ်ပေါ့နော်။ဒီ Alexander Army ကိုသူက Scotch Art Battle နဲ့တုံ့ပြန်မယ်ပေါ့။ ဆိုလိုတာကဒီရိတ်ခါတွေဖြတ်တဲ့နီးလန်းပေါ့နော်ကျွန်တော်တို့ဒီအခု modern စပွဲတွေမှာလည်းလက်ရှိသုံးနေကြတယ်အဲရှေ့ခေတ်ကလေးကလည်း effectively သုံးခဲ့တဲ့နီးလန်းဖြစ်တယ်ဆိုတော့သူကဒီ Alexander ရဲ့စတက်ကအများကြီးဖြစ်တဲ့ကြောင့်မလို့ရိတ်ခါလည်းအများကြီးကုန်ပါပဲဆိုတော့သူကဒီဖြတ်စည်းလိုက်မယ်ပေါ့နော် Alexander စစ်ချီလာမယ်နေရာတခြားကိုအာမီရှိုပြီးဖြတ်စည်းလိုက်မယ်မီရှိုပြီးဖြတ်စည်းလိုက်တဲ့အခါမှာ Alexander တက်ကအစာကြီးသာပြန်ငတ်ပြီးတော့တည်တယ်ပေါ့နော်ဆိုတော့အဲ့ဒါက ကောင်းတဲ့ strategy တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့နိုင်ငံသားတွေအဲ့ပြည်နယ်မှာရှိရသူတွေကလက်မခံအောင်လက်မခံမဲ့နဲ့သူတို့ကခုခံတိုက်ခိုက်ချင်တယ်ဒါကြောင့်မလို့သူတို့ကအဲ့ Granicus မြစ်ကတဖက်ကမ်းမှာအင်အားပြင်ပြီးစောင့်နေတယ်သူတို့ပြင်ပြီးစောင့်နေအင်အားလည်းမနေဘူးပေါ့နော်ဒါကြောင့်လည်းသူတို့ကခံတိုက်ဖို့စဉ်းစားတာဖြစ်နေတယ်သူတို့ရဲ့မြင်တက်ကဒင်ကို1000လောက်ရှိတယ်ပြီးတော့နောက်မှာဒီ Greek mercenary ပေါ့နော်သူတို့ဟိုပက်ဆန်ပေးပြီးငှားထားတဲ့ဂျေဇာ Greek စစ်သားတွေကလည်းထောင်ကနန်းများစွာရှိတယ် ဆိုတော့ဒါပေမဲ့သူတို့ကအဲ့ Greece သားတွေကိုနောက်တန်းမှာထားတယ်ဗျာဒီခေတ်နဲ့ကြတော့ပြောင်းပြန်သူတို့ကမယုံတဲ့သူကိုသူကနောက်တန်းမှာထားတယ်အာပြီးတော့သူတို့ရဲ့မြင်တက်ကရှေ့တုန်းကသူတို့ရဲ့အင်အားအကောင်းဆုံးမြင်တက်ပေါ့မြင်တက်ကရှေ့တုန်းကနေပြီးတော့စိုင်းထားတယ်အဲ့အချိန်မှာအလက်ဇန္ဒားဘက်ကကြတော့အလဲကောင်းမှာ Macedonian Phalanx အာရှိတယ်ပြီးတော့သူရဲ့ဘယ်ဘက်ဝင်းမှာ Thessalian Cavalry ရှိတယ် Thessalian မြင်တက်ပေါ့ညာဘက်မှာတော့သူကိုယ်တိုင်ဥဆောင်တဲ့မြင်တက်ရှိတယ် အဲ့မြင့်တက်ရဲ့နောင်နာလေးမှာကပ်ပြီးတော့အဝေးပြက် skin skimmer တွေပေါ့နော်ဒီ javelin တွေအာဘိုးတွေပါတဲ့ချီလင်တက်ရှိတယ်ဆိုတော့ battle ဆက်ဆကြင်မှာပဲ alexander ကသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့မြင့်တက်နဲ့မြစ်ကမ်းမကိုကူးပါတယ်ကူးကတော့ဟိုဘက်ကနေပြီးတော့လည်းမြင့်တက်နဲ့ပြန်ဆိုင်တာပေါ့နော်သူတို့ကဒီမြစ်ကိုကူးမလာနိုင်အောင်ဆိုပြီးတော့တားတယ်ဒါတော့အလက်ဇန်နာကသူကရန်သူရဲ့အင်အားအများဆုံးရှိတဲ့နေရာဗိုလ်ချုပ်တွေရှိတဲ့နေရာကိုအတင်းတိုးဝင်သွားတာ ူ့နောက်ကနေပြီးတော့သူ့တက်ကလည်းပါသွားတယ်အမြင့်တက်ကြီးပဲပေါ့နော်ပါသွားပြီးတော့တိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်တယ်ပြောတယ်အဲ့တိုက်ပွဲထဲမှာနောက်ဆုံးဖြင်းဖြင်းနဲ့မြင်းနေတော်မှဂျမ်းနေဖြစ်ကုန်ပြီးတော့အာတိုက်ကြခိုက်ကြတော်တော်လေးစိုးစိုးဝါဖြစ်တယ်ပေါ့ဖြစ်နေတဲ့မှာအလက်ဇန်ဒါကအာဟိုဘက်ကစစ်ဗိုလ်ချုပ်နှစ်ယောက်ရဲ့အဝိုင်းကိုခံလိုက်ရတယ်အဝါသူ့ကိုဝိုင်းနှစ်ယောက်ဝိုင်းတိုက်တာပေါ့နော်ဝိုင်းတိုက်တဲ့အချိန်မှာပထမတစ်ယောက်ကခုတ်လိုက်တဲ့ဟာကသူ့ရဲ့ ခေါင်းစုပ်ကိုထိပါတယ်ဒါပေမဲ့ तू तू ไอเดียကိုရှင်းလိုက်တယ်နောက်တစ်ယောက်ကအဲ့ချိန်မှာသူ့ကိုနောက်ကနေပြီးတော့ဝင်ခုတ်ဖို့လုပ်တဲ့အချိန်မှာသူ့ရဲ့ကိုယ်ရဲ့အဲဘူချုပ်တယောက်ကနေပြီးတော့ဘေးကနေပြီးတော့တားဆီးနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုအလက်ဇန်နာကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့အချိန်မှာအာသူ့တိုက်ကသူ့တက်ကလည်းအထိခိုက်ရှိတယ်ဒါပေမဲ့သူ့ရဲ့ယူရချက်ကသူ့ရဲ့အဓိက main အဲတက်ဖြစ်တဲ့ Macedonian Phalanx ဒီ18ပေကင်ထား18ပေရှိတဲ့ speeder တွေကင်ထားတဲ့တက်ကိုရှေ့တိုးလို့ရအောင်သူကလှုပ်ရှင်းလာဆိုတော့သူကအဲ့အချိန်မှာအချိန်ကိုဆွဲနေတာပေါ့နော်အချိန်ဆွဲနေတဲ့အချိန်မှာပဲသူရဲ့အဲ့ Macedonian Phalanx တက်ကတဖြည်းဖြည်းနဲ့ဒီမြစ်ကိုကြော်လာကြော်လာတဲ့အချိန်မှာဟိုဘက်ကနေပြီးတော့မြင်းတက်ကပြန်တုံ့ပြန်မှုစူးစမ်းပေမဲ့အဲ Phalanx တက်ကဒီ speeder တွေနဲ့အထူးပြုထားတဲ့တက်ချစ်တဲ့တိုက်တက်ဖြစ်တဲ့လို့ကြောင့်မလို့အာအာတာတယ်ပေါ့နော် မြင်းတက်ကိုအာတာတယ်အာတာတယ်လို့ကြောင့်မလို့သူ တို့ကပါရှန်မြင့်တက်ကိုကောင်းကောင်းတုံ့ပြန်လာနိုင်တယ်။အဲ့မှာပါရှန်မြင့်တက်ကကစင်ကလေးအားဖြစ်သွားတယ်ပေါ့နော်။အဲ့မှာအာတိုက်ပွဲကတော်တော်လေးပြီးသလောက်ဖြစ်သွားတယ်။အယမ်းမြန်တယ်တကြောင်မလို့နောက်မှရှိတဲ့ဒီ Greek mercenary တွေပါရှန်တက်ကငှားထားတဲ့ Greek Caesar စစ်တပ်တွေကမတုံ့ပြန်လာနိုင်ဘူး။သူတို့သူတို့မ join လိုက်ရပဲနဲ့အဲ့ချက်ချင်းကိုပဲပါရှန်မြင့်တက်ကစုပ်ပြေးထွက်ပြေးသွားတယ်ပေါ့နော်။အဲ့မှာဒီအလက်ဇန္ဒားဦးဆောင်တဲ့တက်က Greek အဲ Caesar စစ်သားတွေပါရှန်ဘက်ကငှားထားတဲ့ greek ခြေစားစသားတွေကို wind back ပြီးတော့ပိတ်ဆို့လိုက်ပြီးတော့ရှင်းလင်းလိုက်တယ်ဗောနော်သစ္စာပေါက်တွေအနေနဲ့သူတို့ကတုံ့ပြန်တုံ့တင်လိုက်တယ်ဆိုတော့အခွင့်အရေးမပေးခဲ့ဘူးဗောနော်အာဆိုတော့ ivan kit တုံးကတော့အဲ့လိုမျိုးတိုက်ပွဲကိုပြပြတတဖန်တီးတယ်ပြပြတတဆုံးဖြတ်တယ်ဗောဆိုတော့အာဒီတိုက်ပွဲမှာ alexander ရဲ့ပွဲဥဒ္ဒတိုက်ပွဲအောင်မြင်မှုကြီးကြီးမားမားရရတယ်သူ့ရဲ့ရဲစမ်းတတိနဲ့သူ့ရဲ့လုတ်ရည်ကန်ရေဆုံးဖြတ်နိုင်စွမ်းရေဥဆောင်နိုင်စွမ်းရေကိုလည်းပြပြတတပြနိုင်တယ်လေ တော့ဒါကြောင့်မလို့ဒီပွဲဥထွက်မှာအလက်ဇန္ဒားမျက်နှာပန်းလာသွားတယ်။ပြီးတော့သူစပြီးတော့ပါရှန်နဲ့မြည်တဲ့ကိုခြေချလို့ရသွားတယ်ပေါ့။ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒါနဲ့ပဲအဆုံးသတ်လိုက်မယ်။အာဒီ channel လေးကို like မလုပ်ရသေးရင် like and subscribe ကျေးဇူးပြုပြီးလုပ်ပေးကြပါအောင်။ကျေးဇူးတင်ပါတယ်။ History of One and City ပါ။